လေးလေးနက်နက်သတိပေးပါရစေအချက်ဖော်ပြမှာစာပိုင်းများသည်ရင်းညောဣသာတယမိတ်ဒီစေကိုင်းတော်ဤကျေးဇူးရှင်အဖေးကြီးဦးမြခင်မမေတီရာရှင်ကုတုံအတန်သွင်းအခွေအတွင်ပြောဆိုဆုံးမခဲ့သောစကားများဖြစ်ပေသည်ဆရာအချို့နှင့်တပည့်အချို့ကြောင့်ပြဿနာများသည်အဖေးကြီးဦးမြခင်တက်ရှိထင်ရှားရှိနေစဉ်ကာလ၌ပင်ချစ်ပွားခဲ့ကြောင်းသိနိုင်၏ဆရာသမားအပေါ်ဝေဖန်မှုများ အုပ်စုချင်းချင်းဝေဖန်မှုများရှိနေခဲ့ ်ရှိနေစေဖြစ်သည်တပည့်တွေအပေါ်ကိုတော်သမီးလိုအုပ်ချုပ်နေသောဆရာကိုမဆိုထားနှင့်မတရားသဖြင့်လုပ်နေသောဆရာကိုပင်လင်တပည့်ဆိုတာမဝေဖန်ရဘူးဟုသည့်စကားသည်ဆရာဖြစ်သူအားနောက်ွယ်တစ်မျိုးရှိတဲ့တသွေဝေဖန်နေကြသော အချို့သောတပည့်များသတိထားရမည်ဆုံးမစကားဖြစ်ပြီဆရာဖြစ်သူမှမှားရင်တိန်ဆောင်စွာအုပ်ချုပ်ခဲ့ပါလင်လေအဘဆေရော်ကြီးမြတ်မှလူမသိအောင်ဆုံးမလေးမြေဟုလေဆိုထားပါ၏ အဖေကြီးဦးမြခင်အားအဘဘိုးတော်ဟံပြောကြားခဲ့သည့်ဘုံကြီးစေသောအကြောင်းတရားတွင်ဆရာဖြစ်သူအားမိတို့အကြောင်းနှင့်မြမငင်းဆံပဲဆရာအလိုအတိုင်းတပည့်ဖြစ်သူမှလိုက်နာရန်အတီအလင်းပြောကြားခဲ့သည်ကို တွေ့မြင်ရလေ၏။ဂိုင်းတော်ဟာကတိကောက်ဖြစ်စည်းနေသူများသည်ရင်ဝင်နေနေသောညာမြင့်မတော်ချားနေလိမ့်မည်ဟု၍ဂိုင်းတော်နှင့်စေတော်အပေါ်လက်တလုံးချားလောက်ကဖြစ်စည်းနေသူများသည်ရွှေညောပညာကိုခံယူထားသောညာဖျက်ရပေါက်လန်းနှင့် မြင့်မတော်ချားသည့်နေဝေကွာနေမိဖြစ်ပါကြောင်းတင်ပြလိုက်ပါသည်အထက်ဖော်ပြမှာအကြောင်းအရာအားကျွန်ုပ်သည်2015ခုနှစ်ကပင် တင်ပြခဲ့ဘူးပါ၏ယခုမြတ်မခေတ်ကာလတွင်ကတ်စိတ်စိတ်မြင်ရကြားရများလာသောဆရာနှင့်တပည့်အကြာဖြစ်ပေါ်လာသည့်ပြဿနာများကြောင့်အထက်ပါအဖေကြီးဦးမြခင်မိန်ကုံအားပြန်လည်ကောက်နှုတ်၍တင်ပြလိုက်ရခြင်းဖြစ်သည်ရှေးဦးစွာပြောလိုသည်မှာမိမိဥပဇ္ဇဆရာတက်ရှိချင်းရှားရှိနေပါလေ အကြောင်းအမျိုးမျိုးကြောင့်မိမိသဘောနဲ့မိမိဆုံးဖြတ်ကဆရာဤသဘောတူခွင့်ပြုချက်မရဘဲကျွန်ုပ်နတ်စည်းထံသို့တပည့်အဖြစ်ပြောင်းလဲပညာယူမီဆရာပြောင်းသူများအားလုံးဝလုံးဝလက်ခံမီမဟုတ်ပါကြောင်းကြိုတင်အသိပေးလိုပါ၏ကျွန်ုပ်ထံရွှေညောအိသာတယမိဒီစေပညာလာရောက်ခံယူရသူတပည့်များအားပညာမပေးမီကပင်တနေ့နေ့တစ်ချိန်ချိန်မှာမင်းအနေနဲ့ဆရာအနေထိုင် အပြောအဆိုအပေါ်မှာဖြစ်စီ ဆရာရဲ့မူဝါဒစည်းကမ်းတွေအပေါ်မှာဖြစ်စေဆရာရဲ့သီလသမာဓိကိုကျင့်တရားအပေါ်မှာဖြစ်စေတန်တရားဝင်တာပဲဖြစ်ဖြစ် မကြည်ညိုမလေးစားကျင်တော့တာပဲဖြစ်ဖြစ်မြည်သည့်အကြောင်းကြောင့်ဖြစ်စေအချားဆရာတူဦးထံကိုကြောင်းကျင်ရင် အခုကတည်းကဆရာဘက်ကကြည်ပြူစွာခွင့်ပြုတယ်အပြစ်မယူဘူးအပြစ်မတင်ဘူးဒါဟာဆရာပေးတဲ့တပည့်အခွင့်အရေးပဲဟူသောစကားအားပြောလေရှိ၏ထိုနည်းတူစွာတပည့်ဖြစ်သူရဲ့အနေအထား အပြုအမူအပြောအဆိုအရေးအသားဟာဂိုင်းတော်ဂုံတိတ်ခါဆရာဂုံတိတ်ခါထိခိုက်လာရင်အတိပေးဆုံးမမယ်တတိပေးပြုပြင်မယ်မလိုက်နိုင်ရင်တော့တပည့်အဖြစ်ကဆွန့်လွတ်မယ်စိုက်တဲ့ဆရာထံပြောင်းပေရော့ဒါဟာဆရာအခွင့်ရေးဆရာလုတ်ပိုင်ခွင့်ပဲဟူ၍ကျူတင်ပြောကြားလေရှိကျူတင်သဘောတူညီမှုယူလေရှိ ထိုအချက်သည်ဂိုင်းမူဂိုင်းစီကမ်းမဟုတ်ပေဖြစ်ကာလအခြေအနေအရဆရာချင်းချင်းအမြင်မတိန်ဆောင်းစေလိုသော စိတ်ဝမ်းမကွဲစေလိုသောရည်ရွယ်ချက်ဖြင့်ကျွန်ုပ်ပြုလုပ်ခြင်းဖြစ်ကြောင်းဝန်ခံပါသည် ထို့ပြင်ကျွန်ုပ်အပေါ်အကြောင်းတစ်ခုခုကြောင့်မကြည်ညိုမလေးစားယုံကြည်ခြင်းမရှိသည့်တပည့်ဖြစ်သူအားငါမသိမချင်းငါကောင်းကောင်းမကောင်းကောင်းငါတပည့်ဖြစ်မင်းနေရမယ်ဆို၍ဖိနှိပ်မထားလိုပါ၎င်း၏စိတ်ခံစားချက်ကိုထက်တွက်စဉ်းစားရမည်ဟုကျွန်ုပ်တွေး၏ထို့အတူမှန်ကန်သော အာစရိယဩဝါဒအားလိုက်နာခြင်းမရှိသောတပည့် တိုင်းမူဝါဒအားလိုက်နာခြင်းမရှိသောတပိမျိုးအားကျွန်ုပ်မလိုလားပါ